ဆက်လိုက်ပြီးတော့တင်ဆက်ပေးရမယ့် update သတင်းကတော့စကိုင်းတိုင်းအင်းတော်မျိုးဂျပန်လှိုင်ကူစခန်းကုန်းကနေထွက်ပြေးသွားတဲ့တမခွန်ခွန်တမမှုဘုံမှုချုပ်အောင်တပ်ဦးကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝင်ကြီးဌာန MOD လက်အောက်ခံပြည်သူ့ကာကွယ်တပ်များက အရှင်ဖန်းစီရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေဘီလာရှေ့ရနေကအင်းတော်မျိုးဂျပန်လိုက်ကူစခန်းကုန်းကနေထွက်ပြေးသွားတယ်။တက်မခုံခုံတက်မမှုဘုံမှုချုပ်အောင်တပ်ဦးကိုလမ်းခရီးတနေရာမှာပြည်သူ့ကာကွယ်တပ်များကဝိုင်းဝန်းပိတ်ဆို့ဖန်းစီရရှိခဲ့ခြင်းဖြစ်ပြီးတော့လက်တလုံးမှာအချိန်နှင့်အသေးစိတ်ကိုတော့ထုတ်ဖော်ပြောဆိုလို့မရသေးဘူးလို့တော်လိုင်းရေးသတင်းရင်းမြစ်ကရှင်းပြထားပါရယ်။ ဖမ်းမိတာကတော့ confirm ဖြစ်ပါတယ်တမခွန်ခွန်တမမှုဆိုတာမှန်ပါတယ်လို့တော်လိုင်းရင်သတင်းရေးမြစ်ကပြောပါတယ်ဘိုးမိုးချုပ်အောင်တအူးဟာစစ်တပ်ကတော့အပတ်စဉ်၄၀နှစ်ကြောင်းစင်းဖြစ်ပြီးတော့တမခွန်ခွန်တမမှုမဖြစ်ခင်ကော်တောင်းတက်နေရဲ့စစ်ဗျူဟာမှုအဖြစ်နဲ့ ဘုံမူးကြီးယာရုနဲ့တာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရပါတယ်။တမခွန်ခွန်တမူးချုပ်ကဘုံမူးချုပ်အောင်တပ်ဦးဆိုတာမှန်ပါတယ်။အင်းတော်နဲ့ကသာကြားမှာမိသွားတာဆိုရင်တော့ဖြစ်နိုင်တယ်လို့စီဒီယံဘုံကြီးဇေယောကသုံးသပ်ပြောဆိုထားပါတယ်။အေဘီလ9ရက်နေ့ညပိုင်းမှာသခိုင်းတိုင်းအင်းတော်မြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ဂျပန်လိုင်ကူစခန်းကုန်းကအမတ်ခွန်ခွန်တမမှုဘုံမူးချုပ်အောင်တပ်ဦးဟာစခန်းကိုစုတ်ခွာထွက်ပြေးသွားပြီးတော့အင်းတော်မြို့နယ်တစ်ခုလုံးကိုအပိဓာတ်သိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာန အမတ်တစ်စစ်ဒေသရဲ့အစီအစဉ်နဲ့အင်းတော်မျိုးသိမ်းတိုက်ပွဲကိုရှစ်လကြောကြအောင်ဆင်နွှဲခဲ့ပြီးတော့အပိသက်သိမ်းပတ်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အင်းတော်မျိုးသိမ်းတိုက်ပွဲမှာစစ်ကောင်စီရဲ့ဟာဝေဇာနှစ်လက်190မမနှစ်လက်အပအဝင်လက်နက်ကြီးလက်နက်ငယ်နဲ့ခရံမီးကြောင့်အများအများကိုသိမ်းပတ်ရရှိခဲ့တယ်လို့သိရပါဗျ။အင်းတော်မျိုးသိမ်းဆက်စင်ရေးကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနအမတ်တစ်စစ်ဒေသရဲ့ကိုကဲမှုနဲ့ညီနောင်မဟာမိတ်အဖွဲ့များအားလုံးပူးပေါင်းပြီးတော့ကွန်မန်ဒိုအဖွဲ့များပါပူးပေါင်းပြီးတော့ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတရေရရှိပါတယ်ခင်ဗျာ။